အဖြစ်ချက်ဆုံးဆန္ဒလေးကို ပြောပြလာတဲ့နော်ဖွားရဲသားပြည်သူများအလုံးမေမီလာဝါရှိအနုပညာရိုက်ကူရေးတွေမှာအမျိုးမျိုးတွေကိုရရှိနေတဲ့နော်ဖွားရဲသားတော့သူနေနဲ့အခုလိုခနာကိုတည်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 မျိုးမဖြစ်ချင်ပဲပြပြလေးဖြစ်ချင်ကြောင်းမီဒီယာကနေထုတ်ပြောလာခဲ့ပါတယ်။နော်ဖွားရဲသားလေးကိုတချို့ပြည်သူတွေကတည်းမရှိရင်မရှိတဲ့ဝါလုံးလေးဆိုပြီးတော့ချက်စနိုးခေါ်နေကြတာပါ။နော်ဖွားရဲ့သားတော့ဒီကနေ့မှပွဲလေးတစ်ခုကိုတက်ရောက်လာခဲ့ရင် သူဖြစ်ချင်ဆုံးစန္ဒာရီကိုထုတ်ပြောလာခဲ့ပါတယ်။ နောက်ဘောရဲ့ဒါတော့အခုလိုပိတ်နေခြင်းပဲသူရဲ့ခန္ဓာကိုယ်ကိုပြပြလေးနဲ့ချက်စီခြင်းကြောင့်နောက်ဘောရဲ့ဒါကဘာလို့အခုလိုတည်တည်လေးဖြစ်နေရလဲမသိဘူးလို့ဆိုပါရယ်အကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ဘောရဲ့ဒါအခုလိုပဲပြည်သူတွေကိုပြောပြလာခဲ့ပါရယ်နောက်ဘောရဲ့ဒါကအစာတော့ရမ်းမမောရယ်ကိုကတနေကုန်လဲစားရယ်ညညဆိုရင်လည်းအကျွတ်လိုပဲမုတ်တွေရှောက်ပြီးထစားရယ်ဘာကြောင့်တည်တည်လေးဖြစ်နေရလဲမသိဘူးအခုလိုတည်တည်လေးမဖြစ်ခြင်းဂျင်လည်းမသွားဖြစ်သေးဂျင်မစရာဆိုရင်မလာတာကြပါပြီနော်ခဏခဏပြောရယ် ကိုကိုပြန်မလာတော့ဘူးလားမေးတာဆိုလို့ဂျင်စရာတယောက်ပဲရှိပါတယ်ဆိုပြီးနော်ဘောယထာပြောပြလာခဲ့ပါတယ်။နော်ဘောယထာလေးကအများကြီးအစားပေးမဲ့ကြာလေပင်လေးဖြစ်နေရပါတချို့ပြိတ္တရီကတော့နော်ဘောလေးကိုအခုလိုတည်တည်တူတူလေးနဲ့ပဲအချင်းကြီးကြပြီးအမျိုးမျိုးအားပေးနေကြပါတယ်။အခုလက်ရှိမှာတော့ Novel League ကဗိုက်ရီရဲ့အပေးမှုတွေကိုအပြေဝါရရှိနေပြီးအနုပညာရုပ်ကွေတွေမှာခက်ဆိတ်ဆိတ်ရိုက်ကူလာနေရပါတယ်။ Novel ရဲ့ဒါကတော့အနုပညာလုပ်တွေမှာအကောင်းဆုံးကြိုးစားပြီး ပြည်ပြည်ရဲ့အပိမှုတွေကိုလည်းအပြေဝရရှိနေပါတယ်။နော်ဖော်အေတာအခုစရေဆရာဆရာကြီးဆက်ကနဲ့ပြည်ပြည်ရဲ့အပိမှုတွေကိုအပြေဝရရှိနေပြီးဂျူလီယာလည်းနော်ဖော်အေတာနဲ့ပတ်သက်ပြီးအခုလိုချီချူပြောဆိုလာခဲ့ပါတယ်။ဂျူလီယာနော်ဖော်လေးကတကယ်ကိုဆိုရရင်သူ့အကြည့်ပြောရင်းနေရတယ်။ item ပိုင်းလည်းအရန်ကောင်းပါတယ်။အခုစကားလေးမှဆိုရင်လည်းနော်ဖော်လေးကအကောင်းဆုံးလုပ်သားနိုင်ပါတယ်။အများကြီးအားရပါတယ်။နော်ဖော်လေးကအင်ကာချက်အများကြီးတိုးဆောင်တဲ့အပိုင်းမှာကောင်းလာပါပြီဆိုပြီးချီချူပြောဆိုလာခဲ့ပါတယ်။ ကျူလီနဲ့နော်ဖောအေတာတို့ပါဝင်ထားတဲ့ဆရာဆရာကြီးရဲ့ဆက်ကလေးကိုတော့ပီတရီကလည်းတဘောကြနေကြပြီးကျူလီကိုရောနော်ဖောအေတာလေးကိုပါအပြေးနေကြပါရယ်။နော်ဖောအေတာကသူ့ပါဝင်ထားတဲ့ဆရာဆရာကြီးဆိုတဲ့ဆက်ကလေးနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါရယ်။နော်ဖောအေတာကအဲဒီဆက်ကလေးရရတော့ကိုတဲ့အကြီးတွေလည်းပါတော့အမေလိုက်နိုင်အောင်စူးစမ်းရပြီပေါ့နော်။ item ပိုင်းလည်းမရောအောင်အများကြီးစူးစမ်းခဲ့ရတယ်။အပေးရုံမြများလို့ထားကြတာဆိုတော့တကယ်သဘောကျဖို့ကောင်းတယ်။တိုင်ယွန်နဲ့ထူအောင်အခန်းတွေအစွန်လည်းအရင်ရှိရတယ်ဆိုပြီးနော်ဖော်လီက ပြောပြလာခဲ့ပါတယ်။မန္တမလေးနော်ဖော်ရဲ့တာကငလင်ဘေးတင်ပြည်သူတွေစီဒိုမဂူရာအရေးပေါ်လူအပ်တာလေးတွေတွေ့ရလူတန်းက၆ပန်းပီနီယာကိုတွေ့ရပါတယ်။အခုဆိုရင်မန္တမလေးနော်ဖော်ရဲ့တာလေးဒရော့တနေရာကနေပါဝင်လူတန်း၆ပန်းပီနေပြီးဒိုမကတော့တပ်ပြီးတော့လေအချိန်ကြီးဆိုးရဲနေရာတွေစီကိုလူတန်းပေးသွားအောင်မိုင်လို့ပြောပြလာခဲ့ပါတယ်။ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချစ်မှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။